ရောရှိအားလုံးပဲမိင်္ဂလာပါ။ကီစီကိုပါနေကြိုဆိုပါရစေ။ကဲအားလုံးပဲအထက်ခွန်တိုင်တန်အကြောင်းကိုပြောကြပါမယ်။အထက်ခွန်တိုင်တန်ကအရန်နာမည်ကြီးတယ်လို့အရန်လက်ရှုပ်ထွေးတဲ့ NMS3 တခုပဲဖြစ်ပါတယ်။နောက်ထိုးဆွေးလိုမျိုးပဲအရန်ရှုပ်ထွေးပြီးအရန်စိတ်ဝင်စားစရာကောင်းတဲ့ NMS ဆီရီတစ်ခုဖြစ်တာကြောင့်ဒီနေ့မှာကျွန်တော်ကရှင်းပြပေးဖို့အတွက်ပြင်ဆင်ထားပါတယ်ဒီနေ့ဗီဒီယိုကိုတော့ GC Quay ရဲ့ popular topic တစ်ခုဖြစ်တဲ့ ranking video ပုံစံမျိုးဖန်တီးဖို့အတွက် Attack on Titan တဲ့ကအကြမ်းဆုံး Titan ကိုးကောင်ကို ranking လေးလုပ်ပေးသွားပါမယ် ျွန်တော်အနေနဲ့နောက်ထပ်မဟုတ်တဲ့အခြားအနမဲ content တွေကိုလည်းအကောင်းဆုံးတင်ဆက်ပေးနေတာကြောင့် brother တို့ကလည်း channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ပေးကြချဖို့တောင်းဆိုလိုက်ရပါတယ်။ Titan Go ပေါ့စလုံးကို video တစ်ခုထဲမှာ brother တို့နားလည်အောင်ရှင်းပြဖို့ဆိုတာကတော်တော်မလွယ်ကူတဲ့ကိစ္စပါ။ကြအပြင်အထက်ကွန် title ကိုလုံးဝမကြည့်ဘူးသေးတဲ့ brother တို့အတွက်လည်းကျွန်တော်က spoiler အနည်းဆုံးဖြစ်အောင်စီစဉ်ပေးထားပါဗျ။အခုဆိုရင်ကျွန်တော်ရဲ့ GC ကွက်မှာ Naruto အပြင် Demon Slayer, Solo Leveling နဲ့ Attack on Titan ဆိုတဲ့ anime content တွေရှိလာနေပြီဖြစ်ပါတယ်။ ဆိုတော့လူတိုင်းလူတိုင်းကဘဲတိုက်တန်ကအရန်ကောင်းပါတယ်ဘဲတိုက်တန်ကတော့အရန်ကျမ်းပါတယ်လို့ပြောဆိုနေကြပေမဲ့အဲ့ထဲမှာခတိုက်တန်ကတော့လုံးဝမပါဝင်ခဲ့ပါဘူးဆိုတော့ခတိုက်တန်ကဘုသူစီမှာရှိနေတာလဲဘလို့အသုံးပြရလဲဆိုတာတွေကိုဆက်ပြောထားတာပေါ့ Attack on Titan ကအရန်ရှုပ်ထွေးတဲ့ NMS series တစ်ခုဖြစ်တာကြောင့် Orion State ရောက်တဲ့တယောက်ရဲ့ယူဆချက်တွေကလည်းမတူညီကြပါဘူးဒါကြောင့်ဒီနေ့ဗီဒီယိုကိုလည်းကျွန်တော်ရဲ့ USA အတိုင်းစီစဉ်ပေးထားတာမျိုးဖြစ်ပြီး Brother တို့အနေနဲ့ကလည်းကြိုက်တယ်လို့သဘောထားကွဲလွဲနိုင်ပါတယ် ကျွန်တော်ကခထိုက်တန်ကိုဒီနေ့ list ရဲ့အနေဆုံးအဆင့်မှာထားထားပေမဲ့တကယ်တမ်းခထိုက်တန်ကဒုတိယအမြန်ဆုံးထိုက်တန်တစ်ကောင်လည်းဖြစ်ပါတယ်။ခန္ဓာရဲ့အရှိဆုံးထိုက်တန်တစ်ကောင်ဆိုရင်လည်းမမှားဘူးပေါ့။ခန္ဓာရဲ့ရှိနေရဆိုတဲ့ကိစ္စမှာအာမရီအများကြီးတက်ဆင်ထားလို့ခန္ဓာရဲ့ရှိနေတာမျိုးမဟုတ်ပဲမူလဖွဲ့စည်းတိဆောက်ပုံကခန္ဓာရဲ့အများကြီးရှိနေတာကိုဆိုလိုပါတယ်။ Okay ဆိုတော့ခထိုက်တန်ရဲ့တမိုင်းချောင်းကိုဆက်ပြီးပြောကြတာပေါ့။ခထိုက်တန်ကအခြားထိုက်တန်တွေလိုမျိုးပဲရမီယာဖရန့်ရဲ့တည်ဆုံမှုကနေပါတက်ဆင်ဖန်တီးဖြစ်ပေါ်လာခဲ့ပါတယ်။ရမီယာဖရန့်ဆိုတာက original founding ထိုက်တန်တစ်ကောင်လည်းဖြစ်ခဲ့ပါတယ်။ ရှမ်ဘီယာဖရန်သေဆုံးပြီးတဲ့နောက်နှစ်ပေါင်း1900အကြာမှာတော့ခါထိုက်တန်ကိုအာရီယာမျိုးနွယ်စုကရရှိပိုင်ဆိုင်လာခဲ့ပါတယ်။ခါထိုက်တန်နဲ့ပတ်သက်ပြီးကွဲလွဲတဲ့အယူအဆကွဲလွဲတဲ့သဘောထားတွေကလည်းအများကြီးရှိနေခဲ့ပါတယ်။၁၉00အစုကိုချော်လွန်ပြီးတဲ့နောက်မှာ Fresh Family ရဲ့145ယောက်မြောက်ပရင်ခါဖရန်စ်ကအဲဒီအာရီအကုန်လုံးကိုခေါ်ပြီး Parody ကျွန်းကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။အဲ့လိုမျိုးပြောင်းရွှေ့နေထိုင်ပြီးတဲ့နောက်မှာတော့အဲဒီအာရီဘက်ကတိုက်တန်စစ်ပွဲကြီးတစ်ခုကိုဖန်တီးခဲ့ပါတယ်။ ီစစ်ပွဲကတိုက်တန်၈កောင်ကိုထင်းချုပ်ကင်တွေကြတဲ့မိသားစု၈ခုရဲ့အချင်းချင်းဖြစ်တဲ့ပြည်တွင်းစစ်တစ်ခုသာဖြစ်ပါတယ်။ဒါပေမဲ့လူသားမျိုးနွယ်စုလိုတတ်မှတ်ကြတဲ့မာလီမျိုးနွယ်စုတွေကဒီတိုက်ပွဲမှာဝါဟမ်မာထိုက်တန်အပါဝင်အခြားသောထိုက်တန်၇កောင်ကိုခိမ့်ပိုင်နိုင်ခဲ့ကြပါတယ်။ခါထိုက်တန်ကိုတော့အဲရီယာတွေဖန်တီးတဲ့ထိုက်တန်စစ်ပွဲအတွင်းမှာမာလီတွေကယူဆောင်သွားခဲ့ကြပါတယ်။အခုလက်ရှိအချိန်ကျွန်တော်တို့မြင်တွေ့နေရတဲ့ Peak C ပါခါထိုက်တန်ကရှိနေခဲ့ပါတယ်။ခါထိုက်တန်ဆိုတာလှဲဘလူးကိုပြောတာမျိုးဖြစ်ပြီး၄မီတာသို့မဟုတ်၁၃ဘီလောက်အထိရှိပါတယ်။ ခါတိုင်တန်ရဲ့ထူးခြားတဲ့ Avalatic ကတော့သူ့ရဲ့ speed နဲ့လူသူမဟုတ်အရာဝတ္ထုတွေကိုဖမ်းနိုင်စွမ်းရှိပါတယ်။ခါတိုင်တန်ထက်ပိုပြီးမြန်တဲ့ Titan ကတော့ Jaw Titan ပဲဖြစ်ပါတယ်။ခါတိုင်တန်ကစီရီတန်းမှာဆိုရင်လီဗိုင်နဲ့ဟန်တီတို့ကိုတောင်ဖမ်းနိုင်ခဲ့ပါတယ်။ဖမ်းတဲ့ဆိုတာပြုတ်ကျလာတဲ့အရာတစ်ခုခုကိုလမ်းဖမ်းနိုင်တဲ့စွမ်းရည်ကိုဆူလိုတာမျိုးဖြစ်ပြီးဖမ်းစီးတာဖမ်းချုပ်တာမျိုးတွေမဟုတ်ပါဘူး။လဲထိုင်တန်ရဲ့အဓိကအသာချက်ကတော့လဲထိုင်တန်ရဲ့နောက်ကျောကပြပြကြီးဖြစ်နေတာပါပဲ။ လွန်ခဲ့တဲ့ရာစုနှစ်တွေမှာလည်းလဲထိုက်တန်ရဲ့အဓိကလှုပ်ဆောင်ရတဲ့တာဝန်တွေကတယ်ယူပို့ဆောင်ရေးတွေကိုလှုပ်ဆောင်ခဲ့ရပါတယ်။ကုန်စည်တွေကိုကြောပို့တင်ပြီးတနီယာကနေတနီယာကိုအချိန်မြန်မြန်နဲ့ပို့ဆောင်ပေးခဲ့ရတာပါ။လဲထိုက်တန်ရဲ့ကြောပေါ်မှာတင်ထားတဲ့အရာတွေကကုန်စည်တွေမဟုတ်ပဲတနက်တွေအမြောက်တွေသာဖြစ်နေမယ်ဆိုရင်လဲထိုက်တန်ကစစ်ပွဲအတွက်အရေးပါတဲ့တန်ယူပို့ဆောင်ရေးထိုက်တန်တကောင်ဖြစ်နေပြန်ပါတယ်။အခုလက်ရှိမြန်မာ့ခေတ်မှာလဲထိုက်တန်ကိုမက်ရှင်ဂန်တွေတပ်ဆင်ပြီးတိုက်ခိုက်ရေးထိုက်တန်တကောင်အဖြစ်အသွင်ပြောင်းလဲထားပါတယ်။ လဲထိုက်တန်ရဲ့စိတ်ဝင်စားစရာကောင်းတဲ့စွမ်းရည်တစ်ခုကတော့ခန္ဓာရည်အရန်ရှိတာပါပဲဘလို့ခန္ဓာရည်ရှိတာလဲဆိုတဲ့အချက်ကိုအခုဆက်ပြီးရှင်းပြပေးပါမယ်ဖိခရဲ့ပြောပြချက်အရသူမကခထိုက်တန်အသွင်ကိုပြောင်းလဲပြီးတပတ်လောက်အထိဘာမှမစားမတော့ပဲအတန်းရှိတဲ့နိုင်ကြောင်းသိထားရပါတယ်ဒါကြောင့်လဲဖီတရောက်ထိုက်တန်ဖောင်ကိုအကြကြီးပြောင်းပြီးသွားလို့ human ဖောင်ကိုပြန်လဲပြောင်းလဲတဲ့အချိန်မှာလမ်းဘလို့လျှောက်ရမလဲဆိုတာကိုပါမိမိသွားတတ်ပါတယ်။ဒီအချက်ကပဲခါထိုက်တန်ကိုတိတ်တဆိတ်ပြလို့ရတဲ့ mission တွေနဲ့ကွန်ပျူတာစီးရီအများကြီးကိုတည်ယူရတဲ့ mission တွေကိုပြည့်ရလေးရှိစေပါတယ်။ လက်ထိုက်တန်ရဲ့ခန္ဓာရည်ကအရန်ကျန်းတဲ့အနေအထားမှာရှိနေတယ်ဆိုပေမဲ့သူ့ရဲ့ defensive ability ကတော့အားအားနည်းဆုံးဆိုတဲ့အနေအထားမှာရှိနေခဲ့ပါတယ်။ဖီကိုရိုင်းကတော့သူမအနေနဲ့ထိုက်တန်ဖောင်းကိုပြောင်းလဲလိုက်တဲ့အချိန်တိုင်းမှာအစတရာလောက်ပြင်းမှန်းလွမ်းနေသွားစေတယ်လို့ဖော်ပြထားခဲ့ပါတယ်။ဒါပေမဲ့လည်းဖီပထမဆုံးပြောင်းလဲလိုက်တဲ့ထိုက်တန်ဖောင်းမှာဒဏ်ရာရထားတဲ့ဆိုရင်တောင်မှဒုတိယအချိန်ပြန်လဲပြောင်းလဲတဲ့ဖောင်းမှာတော့ဗာဒဏ်ရာမှရှိမနေတတ်ပါဘူး။ဒီစွမ်းရည်ကရန်သူတွေကိုအာယုံလွှဲပြောင်းနိုင်တဲ့စွမ်းရည်တစ်ခုဖြစ်တာကြောင့်အရန်လဲအတော့ဝင်ပါတယ်။ ခါတိုင်တန်ရဲ့ခန္ဓာကိုယ်အပိုင်းအစတွေစီကနေအငွေတွေထွက်လာတတ်ပြီးအဲ့အငွေတွေကအခြားဖောင်အသေးပြန်လဲပြောင်းလဲနိုင်ဖို့ကောင်းကောင်းကြီးကူညီပံ့ပိုးနေခဲ့ပါတယ်။လဲထိုင်တန်ကိုစက္ကန့်သူတွေရဲ့ပြောပြချက်အရခါတိုင်တန်ရဲ့ကုသနိုင်စွမ်းကဖောင်မပြောင်းရင်အရန်အရန်နေတဲ့အနေအထားမှာရှိနေကြောင်းသိထားရပါတယ်။ဒါကြောင့်လဲခါတိုင်တန်ကတိုက်တန်တွေထဲမှာဆိုရင်ဟီလင်းလုံနိုင်စွမ်းအရန်နေပါတဲ့ဘလူးတကောင်လဲဖြစ်နေခဲ့ပါတယ်။ဘရာသားတို့သိထားတဲ့တိုက်တန်တွေဆိုတာသူတို့ရဲ့လက်တစ်ဖက်ဖြတ်တောက်သွားရင်တော့ချက်ချင်းအစားပြန်ထိုးနိုင်တဲ့ဘလူးတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ခထိုက်တန်ကတော့သူ့ရဲ့လက်တစ်ဖက်ပြတ်တောက်သွားတဲ့ဆိုရင်တောင်မှအခြားထိုက်တန်တွေလိုမျိုးချက်ချင်းပြန်ပြီးမဖန်တီးနိုင်ပါဘူး။ဒါကြောင့်ဒီနေ့ဗီဒီယိုရဲ့နံပါတ်9နေရာမှာရောက်ရှိနေခဲ့တဲ့ထိုက်တန်ကတော့ခထိုက်တန်ဖြစ်ပြီးနံပါတ်10နေရာမှာရောက်ရှိနေတဲ့ထိုက်တန်ကတော့အာမာထိုက်တန်ပဲဖြစ်ပါတယ်။အာမာထိုက်တန်ကိုနံပါတ်10နေရာမှာထားထားလို့မကြည့်နိုင်တဲ့ဘရာသားတွေကလည်းအများကြီးရှိနေနိုင်ပါတယ်။အာမာထိုက်တန်ကအပြင်ပိုင်းကြည့်ရင်တော့အာမာတွေအများကြီးတက်ဆင်ထားတာကြောင့်တော်တော်ကျန်းတဲ့ထိုက်တန်တကောင်လို့ထင်ရနိုင်ချေရှိပါတယ်။ ဒီအာမထိုက်တန်ကအခြားထိုက်တန်ကိုးကောင်နဲ့အတူလူတစ်ပြန်ငါးတစ်ပြန်ပြန်လဲတိုက်ခိုက်နိုင်တဲ့အနေအထားမှာရှိနေခဲ့ပါတယ်။ကျွန်တော်တို့တွေအာမထိုက်တန်ရဲ့ availability တွေကိုအသာထားပြီးသူ့ရဲ့တမိုင်းချောင်းကိုအရင်စပြောကြပါမယ်။အာမထိုက်တန်ရဲ့ backstory ကခါထိုက်တန်နဲ့ဆက်တူပြီးထိုက်တန်စစ်ပွဲကြီးအတွင်းမှာပဲမာလီရဲ့လက်အောက်ကိုကြာရောက်သွားခဲ့ပါတယ်။မာလီတွေကအာမထိုက်တန်ကိုအခုအချိန်ထိအဓိကရှိတခုအနေနဲ့အသုံးပြုနေခဲ့ကြပါတယ်။အာမထိုက်တန်ကိုတော့အဓိကအနေနဲ့ရန်သူပြခတ်မှုကိုဘလော့နိုင်ဖို့အသုံးပြုကြပါတယ်။ ရေခမ်းမှုဆိုတဲ့အထဲမှာတနက်တွေအတင်းအမြောက်တွေလည်းအပါအဝင်ဖြစ်ပါတယ်။အမြောက်ဆန်တွေကတော့အာမာထိုက်တန်ရဲ့အာမာတွေကိုမထိုးဖောက်နိုင်ခဲ့ကြပါဘူး။အာမာထိုက်တန်ရဲ့တမိုင်းချောင်းကိုပျော်ပြပြီးသွားပြီဆိုတော့အာမာထိုက်တန်ရဲ့ပိုင်ရှင်အချောင်းကိုနည်းနည်းလေးဆက်မြှုပ်ပြန်ချင်ပါတယ်။အာမာထိုက်တန်ရဲ့ပိုင်ရှင်ကတော့ Rainer ဖြစ်ပြီးအာမာထိုက်တန်ရဲ့အခြေခံဖွဲ့စည်းမှုပုံစံကိုတော့ WWE Fighter Brock Lesnar စီကနေအတိအက Inspiration ယူထားတာမျိုးဖြစ်ပါတယ်။အာမာထိုက်တန်တိုင်းက Rainer နဲ့အတိအကျတူနေတာမျိုးမဟုတ်ဘဲအနေငယ်ကွဲပြားမှုရှိပါတယ်။ အာမထိုက်တန်တိုင်းကသူတို့ရဲ့အသားအရေကိုမာကျောင်းပြုလုပ်နေတာချင်းကတော့တူညီကြပေမဲ့မာကျောင်းပြုလုပ်တဲ့ခန္ဓာကိုယ်အစိပ်အပိုင်းတွေကတော့တစ်ခုနဲ့တစ်ခုမတူညီကြပါဘူးရိုင်နာဆိုရင်သူ့ရဲ့အာမရီကိုခန္ဓာကိုယ်တစ်ခုလုံးမှာမျက်ထုံးကြီးတစ်ခုလိုဖိုးအုပ်ထားပေမဲ့လှူရှားရလွယ်ကူအောင်လို့အစစ်တွေနေရာမှာတော့အာမရီကိုတက်ဆင်ထားလို့မရှိပါဘူးအခြားထိုက်တန်တွေကတော့ရိုင်နာလိုမျိုးမဟုတ်ဘဲအစစ်နေရာတွေမှာပါအာမရီကိုစက်ဝိုင်းပုံစံတက်ဆင်လို့ရှိပါတယ်ဒီအာမရီကိုကြည့်လိုက်ရင်ရှေးခေတ်ကဝစ်စင်တဲ့တန်ချက်ကဝစ်စုံနေတဲ့တောင်မှသွားရောက်စင်တူနေခဲ့ပါတယ် ဒါအပြင်အာမထိုက်တန်တိုင်းကရိုင်းနာလိုမျိုးမဟုတ်ဘဲခေါင်းဆောင်တစ်ခုကိုလည်းသူတို့ဘာသာဖန်တီးနိုင်စွမ်းရှိကြပါတယ်။ဖတ်တခုအရာအာမထိုက်တန်တိုင်းကသူတို့လိုချင်တဲ့အာမတွေကိုသူတို့ရဲ့ချွတ်သားတွေကနေမှတဆင့်ဖန်တီးနိုင်စွမ်းရှိကြပါတယ်။အာမထိုက်တန်တွေအသုံးပြုနိုင်တဲ့ချွတ်သားတွေကအခြားသောထိုက်တန်တိုင်းထက်ပိုမိုမာကျော်လိရှိပါတယ်။အာမထိုက်တန်တိုင်းကသူတို့ရဲ့ movement speed ကိုပိုပြီးမြန်အောင်ရွှေ့ရှားခြင်းရင်တော့တက်ဆင်ထားတဲ့အာမတွေကိုချွတ်ပြီးမြန်ပြေးနိုင်စွမ်းတော့ရှိပါတယ်။အာမတွေမရှိတော့ရင်တော့အာမထိုက်တန်ဆိုတာကလည်းရိုးရိုးထိုက်တန်တကောင်သာဖြစ်ပါတယ်။ အရှိအလဲပိုင်းမဟာမိတ်တွေအတုံးပြတဲ့ Titan အမြောက်တပ်ကအမြောက်တွေကတော့အာမာ Titan ကိုဓာတ်ရိုက်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ဆိုလိုချင်တဲ့သဘောကတော့အဲ့အမြောက်တွေကအာမာ Titan ရဲ့အာမာတွေကိုဖျက်ဆီးပစ်နိုင်စွမ်းရှိပါတယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်၈နေရာမှာတော့အာမာ Titan ကရောက်ရှိနေခဲ့ပြီးနံပါတ်7နေရာမှာတော့အထက် Titan ကိုထားထားခြင်းပါတယ်။အထက် Titan ဆိုတဲ့နေရာမှာကျွန်တော်က Aaron Jaeger ရဲ့အထက် Titan ကိုဆိုလိုတာမျိုးမဟုတ်ပဲအခြားသောအထက် Titan version တွေကိုဆိုလိုပါတယ်။ အရန်ရဲ့အထက်ထိုင်တန်ကဝါဟမ်မတ်ထိုင်တန်ရဲ့ availability နဲ့အတူ founding ထိုင်တန်ရဲ့ availability တွေကိုရရှိပိုင်းဆိုင်ထားတာကြောင့်အထက်ထိုင်တန်စစ်စစ်တော့ဟုတ်မနေခဲ့ပါဘူး။အရန်ကလာရာထိုင်ပါကိုစားသုံးပြီးတဲ့နောက်မှာဝါဟမ်မတ်ထိုင်တန်ရဲ့ availability တွေကိုရရှိပိုင်းဆိုင်လာခဲ့တယ်လို့အရန်ရဲ့အဖေကတော်ဝင်မိသားစုကိုစားသုံးခြင်းအပြင် founding ထိုင်တန်ရဲ့ availability တွေကိုရရှိပိုင်းဆိုင်လာခဲ့ပါတယ်။ဒီလိုအချင်းအကြာတွေဒီလိုအကြောင်းတရားတွေသာရှိမနေခဲ့ဘူးဆိုရင်အရန်ကလည်းတာမန်အထက်ထိုက်တန်တစ်ကောင်သာဖြစ်နေအောင်ပါ ဒါကြောင့်အရန်ကသူ့ရဲ့အာမရီကိုလည်းမဖန်တီးနိုင်တယ်လို့အတိတ်နဲ့အနာဂတ်တွေကိုလည်းမြင်နိုင်စွမ်းမရှိတော့ပါဘူး။အရန်တယောက်အတိတ်ကိုထိချုပ်နေနိုင်တာဟာသူရရှိထားတဲ့ Founding Titan ရဲ့စွမ်းအားတစ်မျိုးပဲဖြစ်ပါတယ်။ရိုးရိုးသားမန်အထက် Titan တွေကတော့အတိတ်ကိုလည်းထိချုပ်လို့မရတယ်လို့အနာဂတ်ကိုလည်းကြိုတင်မြင်နိုင်စွမ်းမရှိကြပါဘူး။အထက် Titan နဲ့အတူအခြားသော Titan လက်ခံရရှိသူတွေက Founding Titan ရဲ့မပြည့်စုံတဲ့အတိတ်တွေကို Wave တစ်ခုအနေနဲ့ပြန်လည်နေအောင်နိုင်လေ့ရှိကြပါတယ်။ အရန်ရဲ့အဖေကိုအထက်ထိုက်တန်ပေးခဲ့တဲ့အရန်ခရူကာကတော့ wave တကူကိုကြိုတင်မြင်ထားတာကြောင့်မီခါဆာနဲ့အာမင်တို့ကိုကာကွယ်ဖို့ကြိုတင်မှာသွားခဲ့တာပါ။အရန်ခရူကာကအနာဂတ်မှာပါဆက်ဖြစ်မလဲဆိုတာကိုမသိနေပေမဲ့အတိတ်ကမှန်ဉာဏ်တွေကိုပြန်လည်မြင်အောင်ထားတာကြောင့်အခုလိုပြောပြပေးနိုင်ခဲ့ပါတယ်။အရန်ရဲ့ဖခင်ကိုရိုင်းကလည်းအနာဂတ်မှာပါဆက်ဖြစ်မလဲဆိုတာကိုမသိပေမဲ့အထက်ထိုက်တန်ကိုလက်ခံရရှိပြီးတဲ့အချိန်မှာ memories wave တကူကြောင့်အတိတ်ကိုနားလည်နိုင်ခဲ့တာပါ။အထက်တိုက်တန်မှာအခြားတိုက်တန်တွေထက်စာရင်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင်းတစ်ခုရှိနေခဲ့ပါတယ် အထက် Titan က Titan စစ်ပွဲကြီးပြီးသွားတဲ့နောက်ပိုင်းမှာမာလီတွေရဲ့လက်ထဲကိုကျရောက်သွားခဲ့ပြီး139ခုနှစ်မှာတော့ Parody Jones ရဲ့ Spy တယောက်ဖြစ်တဲ့ Aaron Kruger ကအထက် Titan ကိုပြန်လည်ရရှိပိုင်ဆိုင်ခဲ့ပါတယ် Aaron Kruger ကအထက် Titan ကို73နှစ်လောက်ရရှိပိုင်ဆိုင်ခဲ့ပြီးဘလို့အတုံးချသွားတယ်လဲဆိုတာတွေကိုတော့တိတိကျကျမသိထားရပါဘူးဒါပေမဲ့ Aaron Kruger ကမာလီရဲ့ Public Security တွေကိုတော့တိုက်ခတ်ခဲ့ပါတယ်မာလီဘက်က public security တွေကိုတိုက်ခိုက်ပြီးသွားတဲ့အချိန်မှာတော့ခရူဂါက Aaron ရဲ့အဖေကိုဖြည့်ဆင်းဖို့အကြောင်းဖန်လာခဲ့ပါတယ် ခရူကာကဂရီရှာကိုမရှင်းပြဖဲသူ့ရဲ့တရုတ်မှန်ကိုဖော်ပြပြီးအထက်ထိုက်တန်ကိုပေးကဖောင်ဒင်းထိုက်တန်ကိုအယားယူခိုင်းခဲ့ပါတယ်။ထိုက်တန်ကိုကောင်ကိုလက်ခံရယူထားတဲ့လူတိုင်းက73နှစ်ပဲထိုက်တန်စွမ်းအားကိုအတုပြုနိုင်ပြီး73နှစ်ကျော်သွားရင်တော့အခြားဆက်ခံသူတယောက်စီကိုလွှဲပြောင်းပေးရရပါတယ်။အထက်ထိုက်တန်ကိုစီးရီးမှာပထမဆုံးမြင်တွေ့ခဲ့ရတာကတော့အဲ့ရဲ့ချိန်ပဲဖြစ်ပါတယ်။အထက်ထိုက်တန်တို့ဟာအနာဂတ်ကိုကြိုတင်မြင်နေစွမ်းရှိတယ်ဆိုတဲ့ fact တစ်ခုကိုအထက်ခွန်ထိုက်တန်စီးရီးရဲ့ episode 89မှာဖော်ပြထားတဲ့ဆိုပေမဲ့အဲ့ဒါဟာ fact အမှားကြီးတာဖြစ်ပါတယ်။ အထက်ထိုင်တန်တွေဟာအနာဂတ်မှာဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုသူမြင်နိုင်တာမျိုးမဟုတ်ပဲအနာဂတ်မှာဆက်ခံမဲ့ဆက်ခံသူတွေရဲ့အတွေ့အကြုံတွေအတွေ့အမြင်တွေကိုမြင်နိုင်တာမျိုးဖြစ်ပါတယ်။ဒါကြောင့်အထက်ထိုင်တန်ရဲ့ founding ထိုင်တန်ရဲ့စွမ်းရည်တွေကိုအသုံးချပြီး Aaron တယောက် Paradox တစ်ခုကိုဖန်တီးကဖခင်ဖြစ်သူကိုထိန်းချုပ်ခဲ့ပါတယ်။ဒါကြောင့် Aaron ရဲ့အထက်ထိုင်တန် version ကလွဲရင်တန်တဲ့အထက်ထိုင်တန်တွေရဲ့ version ကအနာဂတ်မှာဆက်ခံမဲ့ဆက်ခံသူရဲ့ဖြစ်ရပ်ကိုသာဝင်ကြည့်နိုင်ခဲ့ပါတယ်။ ဒီနေ့ဗီဒီယိုရဲ့နံပါတ်7နေရာမှာရောက်ရှိနေခဲ့တဲ့ Titan ကတော့အထက် Titan ဖြစ်ပြီးနံပါတ်6နေရာမှာရောက်ရှိနေခဲ့တဲ့ Titan ကတော့ Jaw Titan ပဲဖြစ်ပါတယ်။ Brother တို့အနေနဲ့ကလည်း Aran ရဲ့အထက် Titan ကိုပေးချိန်ပြီး Jaw Titan ကိုမှနံပါတ်6နေရာမှာထားထားတဲ့အထွက်ကြောင့်ကျွန်တော်ကိုစိတ်ဆိုးကောင်းစိတ်ဆိုးနေနိုင်ပါတယ်။ဒါပေမဲ့ဘာကြောင့်နံပါတ်6နေရာမှာရောက်နေရတယ်လဲဆိုတဲ့အကြောင်းတရားတွေကိုလည်းအခုဆက်ပြီးရှင်းပြပေးသွားပါမယ်။ဖတ်တခုအရာဂလီယာရဲ့ Jaw Titan version ကရှမီယာရဲ့ Jaw Titan version နဲ့ပိုပြီးတော့ကြံပါတယ်။ ဂျော့ထိုက်တန်ရဲ့စွမ်းရည်တွေအကြောင်းကိုမပြောခင်အရင်ဆုံးသူ့ရဲ့တမိုင်းချောင်းကိုစပြီးပြောကြပါမယ်။ဂျော့ထိုက်တန်ကအခြားထိုက်တန်ခုနှစ်ကောင်နဲ့အတူတူတိုက်တန်စစ်ပွဲကြီးအတွင်းမှာမားလီရဲ့လက်အောက်ကိုကြားရောက်ခဲ့တဲ့ထိုက်တန်တစ်ကောင်လည်းဖြစ်ပါတယ်။143ခုနှစ်အရောက်မှာတော့မာဆဲဂလီယားလို့ခေါ်တဲ့လူတစ်ယောက်ကဂျော့ထိုက်တန်ကိုစက်ခံခဲ့ပါတယ်။မာဆဲဂလီယားဆိုတာပရိုကိုဂလီယားရဲ့အကိုဖြစ်ပြီးဤကိုနှစ်ယောက်စလုံးကဂျော့ထိုက်တန်ကိုလက်ခံရရှိခဲ့ကြတာမျိုးဖြစ်ပါတယ်။မာဆဲရဲ့ဂျော့ဖောင်ကပိုကိုရဲ့ဂျော့ဖောင်နဲ့ဆင်တူပြီးမတူတာကတော့လက်သေးတွေပဲဖြစ်ပါတယ်။ 845ခုနှစ်အရောက်မှာတော့ Master, Annie, Bertho နဲ့ Rainer တို့ကို Paradise Stone ကိုဆေးလွတ်ခဲ့ပါတယ်။အဲ့လမ်းမှာပဲ Master တို့က Titan တကောင်ရဲ့တိုက်ခတ်ခြင်းကိုခံခဲ့ရပြီးအဲ့လိုတိုက်ခိုက်လာတဲ့ Titan ကတော့ Mali ရဲ့ Public Security တွေက Titan အဖြစ်ပြောင်းလဲပေးလိုက်တဲ့ Jamira ဆိုတဲ့ကောင်မလေးပဲဖြစ်ပါတယ်။ဒီကောင်မလေးက area မျိုးနယ်ဝင်ဖြစ်ပြီးအသိစိတ်မရှိတဲ့ Titan တကောင်ဖြစ်နေတာကြောင့် Master ကိုစားသုံးခဲ့ပါတယ်။မာဆဲကလည်းသူ့တငယ်ချင်း၃ယောက်ကိုကာကွယ်နိုင်ဖို့အတွက်အသေးခံသွားခဲ့တာမျိုးပါ ရမီရာကဖြူဝါထိုက်တန်အနေနဲ့နှစ်ပေါင်း60လောက်ရှောက်သွားနေခဲ့ပြီးကကြမှာမာဆဲကောင်းမှုအကြောင်းပြုပြီးလူပြန်ဖြစ်လာခဲ့တာမျိုးဖြစ်ပါတယ်။ဖြူဝါထိုက်တန်တွေကထိုက်တန်9កောင်တဲကတကောင်ကောင်ရဲ့အစွမ်းကိုရရှိတာနဲ့လူသားအဖြစ်ပြန်လဲပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။ရမီရာရဲ့ဂျောထိုက်တန် version ကတော့မာဆဲရဲ့ version နဲ့လုံးဝမတူညီတော့ပါဘူး။ဂျောထိုက်တန်ရဲ့အဓိကထူးခြားချက်ကတော့အရန်မာဂျောတဲ့သွားတွေကိုပိုင်ဆိုင်ထားတဲ့အချက်ပါပဲ။ဂျောထိုက်တန်ကဖားတဲ့ကောင်လူမျိုးခြေလီကြောင်းတရဝါဖြစ်တာကြောင့်တနေရာကနေနောက်တနေရာကိုခုန်ခုန်ပြီးသွားလိမ့်ရှိပါတယ်။ ဂျောထိုက်တန်ကထိုက်တန်တွေထဲမှာခါထိုက်တန်ပြီးရင်အသေးဆုံးထိုက်တန်တစ်ကောင်ဖြစ်ပြီး9မီတာပေအားဖြင့်ဆိုရင်16ပေလောက်သာရှိပါတယ်။ရမီရာကဂျောထိုက်တန်ရဲ့စွမ်းအားတွေကို9နှစ်တာလောက်ရရှိပိုင်ဆိုင်ခဲ့ပြီးပထမဆုံးရှီနာတိုင်းအတွင်းကိုဝင်ရောက်လာခဲ့ကကပိုင်းနိုင်တဲ့နည်းနဲ့ပဲစာဝတ်နေရေးကိုဖြည့်ရှင်းခဲ့ပါတယ်။ရမီရာကတိုင်းကိုကိုးဝယ်တဲ့ဖခင်အောင်တစ်ခုမှာ Historia နဲ့တွဲဆုံခဲ့ပြီးရှင်ဒီကျွမ်းဝင်ခဲ့ကြပါတယ်။ Historia ကနောက်ပိုင်းမှာစစ်တင်တဲ့တစ်ခုစီကိုတွားရောက်တာကြောင့်ရမီယာကလည်း Historia ကိုတွေးဖို့အဲစစ်တင်တဲ့ကို join ခဲ့ပါတယ်။ တင်တန်းမှာအချောင်းအမျိုးမျိုးကြောင့်ရမီယာကသူ့ရဲ့ Titan Fall ကိုပြောင်းလဲပြီး Historia ကိုကာကွယ်ပေးခဲ့ပါတယ်။ဒီအချိန်မှာ Brando နဲ့ Rhino တို့ကသူတို့ရဲ့ Armor နဲ့ Colossal Titan Fall တွေကိုပြောင်းလဲပြီး Historia ကိုကယ်တင်ခဲ့ကြပါတယ်။ Historia ကိုကာကွယ်နိုင်ဖို့အတွက်ရမီယာကိုရိုင်းကလည်းမာလီဘက်ကိုပြန်လဲပူပေါင်းသွားခဲ့ပါတယ်။154ခုနဲ့အချောင်းမှာတော့ရမီယာကဖိုကိုရဲ့စာတုံးချင်းကိုခံခဲ့ရပါတယ်။ရှမ်ဘီယာကသူ့ရဲ့ Titan တက်တန်းအရာဆိုရင်73နှစ်လောက်အသက်ရှင်ရမှာမျိုးဖြစ်ပေမဲ့ဖော်ကိုရဲ့စာတုံးချင်းကိုခံလိုက်ရတာကြောင့်၄နှစ်တာတော့ဆုံးရှုံးလိုက်ရပါတယ်။ ဖော်ကိုကတော့ဂျောထိုက်တန် version တွေထဲမှာအကျန်းဆုံးဂျောထိုက်တန်တစ်ကောင်လည်းဖြစ်ပါတယ်။ဖော်ကိုရဲ့ version ကကျွန်တော်အစောပိုင်းမှာ mention ခဲ့တဲ့အတိုင်းသူ့ရဲ့အကူဖြစ်သူ Morsey ရဲ့ version နဲ့ဆင်တူနေခဲ့ပါတယ်။ Mass Bolzan ရှိတဲ့သွားတွေကအရန်အရန်မာကျော်တလို့သူ့မှာပါဝင်တဲ့ letter တွေကလည်းအရန်အရန်မာကျော်နေခဲ့ပါတယ်။ဒီ letter တွေကအရန်မာကျော်လွန်းတာကြောင့် Armor Titan ရဲ့ Armor တွေကိုလည်းဖျက်ဆီးနိုင်တယ်လို့အဆောက်အအုံတစ်ခုကိုလည်းဖျက်ဆီးပစ်နိုင်စွမ်းရှိပါတယ်။ဒါအပြင်ဂျောထိုက်တန်က Titan 9កောင်တဲမှာအများဆုံး Titan တစ်ကောင်လည်းဖြစ်ပါတယ်။ ဇောထိုက်တန်လို့ခေါ်ရတဲ့အဓိကအကြောင်းအရင်ကတော့ဇောထိုက်တန်ရဲ့မီယိုတိဆောက်ပုံကအယံမာကျော်လွန်တာကြောင့်ပါ။အဲရန်ကပုံဆောင်ခဲ့တဲ့ခုလုံးကိုတောင်ဇောထိုက်တန်ရဲ့ပတ်ဆက်ကိုအတုပ်ပြူပြီးဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ဇောထိုက်တန်ရဲ့စွမ်းရည်တွေကမြန်ဆန်မှုရှိတဲ့လှုပ်ရှားမှုတွေကိုပိုင်ဆိုင်ထားပြီးဖမ်းမိတဲ့အရာမတမျှကိုဖျက်ဆီးနိုင်တဲ့ပတ်ဆက်တစ်ခုလည်းရှိနေခဲ့ပါတယ်။ဂျောထိုက်တန်ရဲ့ဗဇက်တွေကကြည်စံတဲ့အမြောက်ဆန်တွေရဲ့တိုက်ခိုက်မှုတွေကိုပါကာကွယ်နိုင်စွမ်းရှိပါတယ်။အရန်ဖြစ်စည်းခဲ့တဲ့ပုံဆောင်ကဲဆိုတာဝါဟမ်မာတိုက်ခိုက်ဖြစ်ပြီး ဂျောရဲ့ပစံနဲ့ကြည်ရင်ကြလာတဲ့သွေးတွေကိုတောက်သွင်းလိုက်တာကြောင့် Aaron ကဝါဟမ်မာ Titan ရဲ့ ability တွေကိုရရှိလာတာမျိုးဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်6နေရာမှာရောက်ရှိနေခဲ့တဲ့ Titan ကတော့ဂျော Titan ဖြစ်ပြီးနံပါတ်5နေရာမှာထားထားတဲ့ Titan ကတော့ Female Titan ပဲဖြစ်ပါတယ်။ဒီနာမည်ကအထက်ကုန် Titan တွေကအစိုးရဆုံး Titan နာမည်ပေးမှုတစ်ခုလည်းဖြစ်ပါတယ်။ဘာလို့ဆိုတော့မျိုးသမီးဆိုတာနန်စာတစ်ခုသာဖြစ်ပြီးအဲ့အရာမှာဘာ ability မှာပါဝင်မနေခဲ့ပါဘူး။ အခြား Titan တွေမှာအာမာဆိုရင်အာမာဂျွန်ဆိုရင်ကျော်စတဲ့ ability တွေကိုဖော်ပြပေးထားတာကြောင့် female Titan ရဲ့နာမည်ကတော့နည်းနည်းထူးဆန်းနေခဲ့ပါတယ်။ female Titan မှာယင်သားတွေပါဝင်နေတာကြောင့်ပဲ female Titan လို့ခေါ်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ကျွန်တော်ကတော့သဘောမကျပါဘူး။ကဲဒါရီအသာထားပြီးကျွန်တော်တို့တွေ female Titan ရဲ့တမိုင်းချောင်းကိုအရင်ပြောချပါမယ်။ FEMA TITAN ဆိုတာက TITAN စစ်ပွဲကြီးအတွင်းမှာမာလီဘက်ကရရှိခဲ့တဲ့ TITAN ခုနှစ်ကောင်တဲကတစ်ကောင်လည်းဖြစ်ပါတယ်။143ခုနှစ်အရောက်မှာတော့ FEMA TITAN ကိုအန်နီကလက်ခံရရှိခဲ့ပါတယ်။ အန်နီတယောက်တိုက်တန်စွမ်းရည်တွေကိုရရှိပြီးတဲ့အချိန်မှာမားလီအတွက်တိုက်ခိုက်ပေးခဲ့ရပါတယ်။အန်နီရဲ့ပထမဆုံးမစ်ရှင်က Parody ဂျွန်းတော့ဖြစ်မနေခဲ့ပေမဲ့ Parody ဂျွန်းပေါ်မှာအန်နီကသူ့ရဲ့တာဝန်တွေကိုအကောင်းဆုံးထမ်းဆောင်ခဲ့ပါတယ်။ Female Titan ရဲ့ ability rate အကြောင်းကိုပြောကြမယ်ဆိုရင် Female Titan က all-rounder အကောင်းတဲ့ Titan တစ်ကောင်ပဲဖြစ်ပါတယ်။ Female Titan နဲ့အထက် Titan ကအခြား Titan တွေရဲ့ ability တွေကိုပြန်လည်ပေါင်းစပ်ထားတဲ့ Titan version တစ်ခုပဲဖြစ်ပါတယ်။အထက် Titan က15မီတာရှိတဲ့ဆိုပေမဲ့ Female Titan ကတော့14မီတာသာရှိတာကြောင့်နည်းနည်းပြုတယ်လို့ပြောလို့ရပါတယ်။ female titan ရဲ့အဓိက availability ဆိုတာလည်းရောညီထွေးဖြစ်အောင်လုပ်နိုင်တဲ့ပုံစံမျိုးသာဖြစ်ပါတယ်။ထေချာရှင်းပြရရင် female titan ကစက္ကန့်သူအပေါ်မူတည်ပြီးစက္ကန့်သူကျွမ်းကျင်တဲ့ availability တွေကို adjust လုပ်ပေးနိုင်တာမျိုးဖြစ်ပါတယ်။ female titan ကိုစက္ကန့်ထားတဲ့ Annie ကရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမှာ parameter ပါတာကြောင့် female titan ကလည်း attack titan လိုမျိုးကောင်းကောင်းမွန်မွန်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒါအပြင် female titan က order တစ်ခုကိုဖန်တီးတဲ့အချိန်မှာ pure titan တွေကိုဖျားယောင်းခေါ်ဆောင်နိုင်စွမ်းရှိပါတယ်။ ဒီလိုခေါ်ဆောင်လိုက်ပေမဲ့ဖြူအားထိုက်တန်တွေကိုမထင်းချုံနိုင်တာကြောင့်အန်နီအနေနဲ့ဘေးကင်းတဲ့နေရာတစ်ခုကိုထွက်ပြေးရပါတယ်။ဒီလိုထွက်ပြေးတဲ့အချိန်မှာလည်းအန်နီက mobility key တွေကိုအသုံးပြုပြီးထွက်ပြေးသွားတာကြောင့်ဘသူကမှလည်းမရှင်းမိနိုင်ပါဘူး။အန်နီကရိုင်နာရဲ့အာမာဗလက်တီကိုလည်းအသုံးပြုနိုင်ပြီးခြေထောက်နဲ့လက်ပြီးတွေကိုပိုးအားပြင်းအောင်ဖန်တီးနိုင်စွာရှိပါတယ်။အန်နီရဲ့ female titan ability ကအခြား titan တွေကိုစားစရာမလိုပဲသူတို့စီက DNA တချို့ကိုရှားတာနဲ့အဲ့ titan အသုံးပြုနိုင်တဲ့စွမ်းရည်တွေကိုအသုံးပြုနိုင်စွာရှိပါတယ်။ အန်နီကဖောင်းတဲ့ထိုက်တန်ရဲ့ DNA တချို့ကိုရရှိမယ်ဆိုရင်လည်းဖောင်းတဲ့ထိုက်တန်ရဲ့စွမ်းရည်အနည်းငယ်ကိုအတိုးပြနိုင်မှာမျိုးဖြစ်ပါတယ်။ဒါကြောင့် Female Titan ကို Number 5နေရာမှာထားထားလိုက်တာမျိုးဖြစ်ပြီး Number 4နေရာမှာရောက်ရှိနေတဲ့ Titan ကတော့ Beast Titan ပဲဖြစ်ပါတယ်။ Beast Titan ကမြောက်ပုံစံရှိတာကြောင့်တချို့ကလည်း Monkey Titan လို့ခေါ်ဆိုကြပါတယ်။တကယ်တမ်း Beast Titan ဆိုတာစက္ကန့်သူကပြောင်းလဲလိုက်တဲ့သားရဲ့ပုံစံကိုပြောင်းလဲပေးနိုင်တဲ့သဘောမျိုးဖြစ်ပါတယ်။သမိုင်းတစ်လျှောက်လုံးမှာတော့သိုးသားရဲ့ Titan အပြင်မိချောင်းသားရဲ့ Titan တွေကိုပါမြင်တွေ့ခဲ့ရတာပါ။ စီအဘီဆိုင်တန်ကဇီကျွမ်းကျင်တဲ့ဘေ့စ်ဘောကစားနည်းအတိုင်းကြောက်တုံးတွေကိုပြစ်နိုင်တဲ့စွမ်းရည်တစ်ခုပဲရှိပါတယ်။စီပြစ်ခတ်လိုက်တဲ့ကြောက်တုံးတွေရဲ့ velocity ကအရန်မြင့်တာကြောင့်ဖျက်ဆီးနိုင်စွမ်းကလည်းအလွန်မြင့်ပါပါတယ်။ဘီဆိုင်တန်ရဲ့တမိုင်းကြောင်းကိုပြန်လည်ရှင်းပြရမယ်ဆိုရင်အခြားထိုက်တန်ခုနှစ်ကောင်လိုမျိုးပဲထိုက်တန်စစ်ပွဲကြီးအတွင်းမှာမားလီလက်အောက်ကိုကြားရောက်ခဲ့ရပါတယ်။129ခုနှစ်အရောက်မှာတော့ Tom ဆိုတဲ့လူတစ်ယောက်ကဘီဆိုင်တန်ကိုလက်ခံရရှိခဲ့ပါတယ်။ချွန်အသုံးပြုတဲ့ Beast Titan version က6လိုမျိုးမြောင်းဖြစ်မနေပဲတိုးတကောင်ဖြစ်ခဲ့တာမျိုးပါ။ ချွန်ကိုတော့မားလီတွေကစစ်ပွဲတွေမှာသူ့ပုံစံပဲပြောင်းနိုင်တာကြောင့်ထဲသွင်းအတုံးမပြုခဲ့ကြပါဘူး။ချွန်ရဲ့သူ့ပုံစံသားရဲ့ထိုက်တန်ကစစ်ပွဲမှာဘာစွမ်းရည်ကိုမှထုတ်မတုံနိုင်ခဲ့တာကြောင့်အတုံးလည်းမဝင်ခဲ့ပါဘူး။ဒါကြောင့်မားလီတွေကဇီကလိုမျိုး talent ရှိတဲ့ကလေးစီမှာပဲ beast titan ကိုထည့်ပေးခဲ့ကြပါတယ်။ဇီကလည်း beast titan ကိုလက်ခံရရှိတဲ့အချိန်မှာမြောက်ဝပုံစံပြောင်းလဲပြီးကြောက်တုံးတွေကိုပြစ်ခတ်နိုင်ခြင်းအပြင်တိုက်ပွဲအတွင်မှာအတုံးဝင်လာခဲ့ပါတယ်။ beast titan ရဲ့ ability ကစက္ကန့်အတူနဲ့တူတဲ့သားရဲ့ form တစ်ခုကိုပြောင်းလဲပေးနိုင်တာပဲရှိတာပါ။ ဒါပေမဲ့ဇီကာတော်ဝင်သွေးဖြစ်တာကြောင့်မတူညီတဲ့ Beast Titan version တစ်ခုကိုရရှိပိုင်ဆိုင်ထားခဲ့ပါတယ်။ Levi နဲ့ရင်ဆိုင်ရတဲ့အခါမှာလည်းဇီကာသူ့ရဲ့ဂုတ်ဘိုးနေရာကိုမာကျောအောင်ကာကွယ်ထားနိုင်ခဲ့ပါတယ်။ဇီတယောက် Beast Titan ကိုရရှိလို့သူ့ရဲ့ဂုတ်ဘိုးကိုမာအောင်လုဆောင်နိုင်တာလား။ဒါမှမဟုတ်တော်ဝင်သွေးဖြစ်နေတာကြောင့်မာအောင်လုနိုင်တာလားဆိုတာတွေကိုတော့တိတိကျကျမသိရပါဘူး။စီကီရဲ့နောက်ထပ်ထူးခြားတဲ့ availability ကတော့ Arians တွေကိုတိုက်တန်ဖြစ်အောင် order တစ်ခုနဲ့ပြောင်းလဲနိုင်စွမ်းရှိတာပါပဲ။ဒါပေမဲ့အဲ့လိုမပြုတ်လို့ခင်မှာ Arians တွေကိုစေးရီထိုးသွင်းမှုကိုလုံဆောင်ထားရပါတယ်။ Pure Titan တိုင်းကိုဇီကသူရဲ့တော်ဝင်သွေးချောင်း APA ဝါထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ဒီနေ့ဗီဒီယိုထဲမှာ Pure Titan တွေကိုထိန်းချုပ်နိုင်တဲ့ဟာစီးတယောက်ခဲတာရှိနေခဲ့ပါတယ်။အန်နီကတော့ Pure Titan တွေကိုထိန်းချုပ်နိုင်တာမျိုးမဟုတ်ပဲစစ်ခေါ်နိုင်တာမျိုးဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်3နေရာမှာရောက်ရှိနေခဲ့တဲ့ Titan ကတော့ Warhammer Titan ပဲဖြစ်ပါတယ်။ Warhammer Titan ကထူးခြားတဲ့ပမာဏချောင်းတစ်ခုကိုပိုင်ဆိုင်ထားခဲ့ပြီးဒီ Titan ကလည်းအခြား Titan ခုနှစ်ကောင်နဲ့အတူတူ Titan စစ်ပွဲအတွင်မှာမားလီရဲ့လက်အောက်ကိုကျရောက်ခဲ့ပါတယ် မာလီရီးယားလက်အောက်ကိုဝါဟမ်မာထိုက်တန်ကကြားရောက်သွားခဲ့ပေမဲ့လုံးဝထိ ंछ ုံနိုင်ခြင်းမရှိခဲ့ပါဘူး။ဝါဟမ်မာထိုက်တန်ကိုထိုက်ပါလို့ခေါ်တဲ့အေဒီယန်မိသားစုတစ်ခုကပိုင်ဆိုင်ပါတယ်။ထိုက်ပါမိသားစုကအေဒီယန်မျိုးနွယ်စုဝင်ဆိုပေမဲ့မာလီရီးနဲ့မဟာမိတ်ဖွဲ့ထားတာကြောင့်ဝါဟမ်မာထိုက်တန်ကိုမာလီရီးကထိ ंछ ုံနိုင်ခြင်းမရှိခဲ့ကြပါဘူး။မာလီယန်တွေကိုထိုက်ပါမိသားစုကတိုက်တန်စစ်ပွဲအတွင်မှာအခြားမိသားစုတွေကိုတိုက်ခိုက်အနှံ့ယူနိုင်အောင်အများကြီးထောက်ပံ့ကူညီပေးခဲ့တာပါ။ဒါကြောင့်မာလီရီးကထိုက်ပါမိသားစုကိုမင်းမျိုးမင်းနွယ်တစ်ခုအဖြစ်ပါသတ်မှတ်ပေးခဲ့ပါတယ်။ ဒါအပြင်မားလီတွေကသူတို့ရဲ့အောင်ပွဲကိုဖန်တီးပေးနိုင်ခဲ့တဲ့ဝါဟမ်မာထိုက်တန်ကြီးကိုစစ်ပွဲပြီးတဲ့နောက်ပိုင်းမှာလုံးဝထုတ်မတုံတော့ပါဘူး။အရန်ရဲ့ကျူးကျော်မှုမှဒါလျင်ဝါဟမ်မာထိုက်တန်ကြီးကဖန်တားပြင်ပေါ်ကိုထွက်ပေါ်လာခဲ့တာပါ။စိတ်ဝင်စားစရာကောင်းတာတစ်ခုကဝါဟမ်မာထိုက်တန်ကိုဘလို့ထိုက်ပါမိသားစုဝင်ကစက်ခံနိုင်တယ်လဲဆိုတာကိုတော့စီးရီးမှာအသေးစိတ်ကြားကြားမဖော်ပြပေးခဲ့ပါဘူး။နောက်ဆုံးစက္ကန့်သူကိုတော့လာရာထိုက်ပါလို့ခေါ်တဲ့အမျိုးသမီးတယောက်ဆိုတာကိုသိထားရပါတယ်။အရန်ကတော့အဲ့အမျိုးသမီးကိုတန်မရသည့်အရေးညစ်ပြီးတောက်တလို့တောက်တုံးပြစ်နိုင်ခဲ့ပါတယ်။ ဒီလိုအားအကျန်းနေတဲ့ထိုက်တန်မျိုးကိုဘာကြောင့်နံပါတ်3ဆိုတဲ့နေရာမှာထားထားတယ်လဲဆိုတဲ့မေးခွန်းကိုအခုဖြေဆိုဖို့အချိန်ကြာရောက်လာခဲ့ပါပြီ။ဒီနေရာမှာအရန်ရဲ့အထက်ထိုက်တန်ကအစောပိုင်းမှာကျွန်တော်ရှင်းပြခဲ့သလိုပဲစစ်မှန်တဲ့အထက်ထိုက်တန်တကောင်ဖြစ်မနေခဲ့ပါဘူး။ဝါဟမ်မထိုက်တန်ကသူ့ရဲ့အရှိပြားကနေမှတဆင်အရန်ကြီးမာတဲ့လက်နက်တွေကိုဖန်တီးနိုင်စွမ်းရှိပါတယ်။ဒီလိုမျိုးဖန်တီးလိုက်တဲ့လက်နက်တွေကလည်းအာမာထိုက်တန်မှာရှိတဲ့အာမာရီလိုမျိုးမာကျော်မှုရှိနေခဲ့ပါတယ်။အရန်နဲ့တိုက်ခိုက်ခဲ့တဲ့ဝါဟမ်မထိုက်တန်ကြီးကတော့သူ့အရှိကြီးတစ်လက်ကိုဖန်တီးအသွင်ပြုခဲ့ပါတယ်။ ဒီလိုတူအရှိကြီးအပြင်ကိုမှဓာရီပစိန်တွေကိုလည်းဖန်တီးအသုံးပြုနိုင်ခဲ့ပါတယ်။ Warhammer Titan ရဲ့စွမ်းရည်ကိုကအရန် Flancy Bar ဖြစ်တာကြောင့်ဖန်တီးနိုင်တဲ့အရာဝတ္ထုတွေမှာလည်းကျိုးတွေမြားတွေအထိပါဝင်နေခဲ့ပါတယ်။တိုက်ခိုက်နိုင်တဲ့တူလိုမျိုးလက်နက်ကိုတောင်အရန်မှာကျောတဲ့တိဆောက်မှုတစ်ခုနဲ့ဖန်တီးထားနိုင်ခဲ့တဲ့ဆိုရင်ပြက်ခတ်နိုင်တဲ့မြားလို့လေးလို့အရာတွေမှာဆိုရင်လည်းဖြက်စီးနိုင်စွမ်းကအရန်မြန်မာနေမှာအသေးချာပါ Warhammer Titan ကဒီလို offensive ability တွေကိုပဲရရှိပိုင်ဆိုင်ထားတာမျိုးမဟုတ်ပဲ defensive ability တွေကိုလည်းရရှိပိုင်ဆိုင်ထားခဲ့ပါတယ် ဝါဟမ်မာကသူ့ရဲ့လူသားဖောင်မာတောင်တိုက်ခိုက်လာနိုင်တဲ့တိုက်ခိုက်မှုတွေကိုကာကွယ်နိုင်ဖို့ပုံဆောင်ကဲကြီးတစ်ခုကိုဖန်တီးထားနိုင်ပါတယ်။ဝါဟမ်မာထိုက်တန်ရဲ့ DNA ကိုရရှိထားတဲ့အန်ဒီကသူ့ရဲ့ဂုတ်ပိုးမှာပုံဆောင်ကဲတွေကိုဖန်တီးနိုင်ခဲ့တယ်လို့လာရာကလည်းသူ့ကိုသူကာကွယ်နိုင်ဖို့ပုံဆောင်ကဲတစ်ခုကိုဖန်တီးနိုင်စွမ်းရှိပါတယ်။အခြားထိုက်တန်တွေနဲ့မတူတာတစ်ခုကဝါဟမ်မာထိုက်တန်ရဲ့စက္ကန့်သူကထိုက်တန်ရဲ့ဂုတ်ပိုးမှာနေထိုင်စရာမလိုအပ်ပါဘူး။ဂုတ်ပိုးကိုချိုးတစ်ချောင်းနဲ့ချိန်ဆက်ပြီးအဝေးတစ်နေရာကနေဝါဟမ်မာထိုက်တန်ကိုထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ ဖတ်တခုအရာဘရာသားကဝါဟမ်မာထိုက်တန်ရဲ့ကိုပိုးကိုဖျက်တောက်လိုက်မယ်ဆိုရင်တောင်းပါဝါဟမ်မာထိုက်တန်ကမသေးဆုံးသွားပါဘူး။ချိတ်ဆက်ထားတဲ့ကျိုးကိုဖျက်တောက်နိုင်မှသာလျှင်ဝါဟမ်မာထိုက်တန်ကြီးကရတန်သွားပါတယ်။ထိချုပ်တဲ့လူကသာအသက်ရှင်နေသေးရင်နောက်ထပ်တနည်းအားမှာနောက်ထပ်ဝါဟမ်မာထိုက်တန်ကြီးတစ်ကောင်ကိုဖန်တီးနိုင်စွမ်းရှိနေပါသေးတယ်။ဝါဟမ်မာထိုက်တန်ကြီးက15မီတာအထိရှည်လျားပြီးအရန်ရဲ့အထက်ထိုက်တန်နဲ့အတူတူပဲဖြစ်ပါတယ်။ ဝါဟမ်မာတိုင်တန်ရဲ့စာမီနာကအကန့်အသတ်တစ်ခုရှိတာကြောင့်လက်နက်တွေကိုအများကြီးမဖန်တီးနိုင်ပါဘူး။နောက်ဆုံးဖတ်တစ်ခုကတော့ဝါဟမ်မာတိုင်တန်ရဲ့ထင်းချုပ်သူကိုဖမ်းမိသွားရင်တောင်မှချောတိုင်တန်သာရှိမနေဘူးဆိုရင်အဲစက္ကန်သူကိုအဆုံးသတ်လို့မရနိုင်ပါဘူး။ဒါကြောင့်လဲဝါဟမ်မာတိုင်တန်ကြီးကဒီနေ့ဗီဒီယိုရဲ့နံပါတ်3နေရာမှာရောက်ရှိနေခဲ့တာမျိုးဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်2နေရာမှာရောက်ရှိနေခဲ့တဲ့တိုင်တန်ကြီးကတော့ Colossal Titan ပဲဖြစ်ပါတယ်။ Crossor Titan ကတော့မီတာ60အထိရှည်လျပြီး Nuclear Swine လိုမျိုးအပူ Swine တစ်ခုကိုလည်းထုတ်လုပ်ပေးပါဗျ။ Colossal Titan ကလည်းအခြား Titan ခုနှစ်ကောင်လိုမျိုးပဲ Titan စစ်ပွဲကြီးအတွင်းမှာမားလီရဲ့လက်အောက်ကိုကြားရောက်သွားခဲ့ပြီး143ခုနှစ်အရှောင်းမှာတော့ Barthu ကဆက်ခံရရှိခဲ့ပါတယ်။ပထမဆုံးအနေနဲ့ Barthu က Colossal Titan Fall ကိုအသုံးပြုပြီးခ Titan နဲ့အတူတူရွာတရွာကိုဖျက်ဆီးပစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ Barthu တယောက် Colossal Titan Fall နဲ့အတူ Maria တတိုင်းကြီးကိုဖျက်ဆီးပစ်ခဲ့ပါတယ်။တကယ်တမ်း Barthu က Maria တတိုင်းကြီးကိုကန့်ချက်နဲ့အတူဖျက်ဆီးပစ်ခဲ့တာမျိုးဖြစ်ပြီး Nuclear ပောက်ကွဲမှုကိုတော့အသုံးမပြုခဲ့ပါဘူး။ ဒါကြောင့်စိတ်ဝင်စားစရာကောင်းနေတဲ့ Crossword Titan ရဲ့ availability တွေအကြောင်းကိုဆက်ပြီးပြောကြပါမယ်။ Titan တိုင်းရဲ့ transformation ကိုအပူချိန်နဲ့ပောက်ကွဲမှုကိုအခြေခံပြီးဖန်တီးထားခဲ့ပါတယ်။ဒါပေမဲ့ Crossword Titan ရဲ့ transformation ကတော့အခြား Titan တွေနဲ့မတူညီဘဲပြောင်းလဲခြင်းနဲ့အရွယ်အစားပေါ်မူတည်ပြီး energy နဲ့ PR တချို့ကိုထပ်ပေါင်းထည့်ပေးရပါတယ်။ Crossword Titan ရဲ့ transformation ကအရင်ကြီးမားတာကြောင့်ပောက်ကွဲမှုဟာရှားနေချီတဲ့အသက်တွေကိုနှုတ်ယူနိုင်စွမ်းရှိနေခဲ့ပါတယ်။ ဘရာသိုကလည်းတိုင်းအတွင်းမှာပောက်ကွဲမှုနဲ့အတူလူပေါင်းများစွာကိုရှင်းလင်းနိုင်ခဲ့သလိုအာမင်ကလည်းပောက်ကွဲမှုနဲ့အတူမာလီရဲ့ရေတပ်တစ်ခုလုံးကိုဖျက်ဆီးပြသနိုင်ခဲ့ကြပါတယ်။ Transformation ကြီးကအရန်ကြီးမားတာကြောင့်ထွက်ပေါ်လာတဲ့ပောက်ကွဲမှုနဲ့အတူကြီးမားတဲ့ short wave ကြီးတစ်ခုကလည်းလူပေါင်းများစွာရဲ့တပ်ကိုနှုတ်ယူနိုင်စွမ်းရှိနေခဲ့ပါတယ်။မီတာ60ဆိုတာပေးအားဖြင့်ပေးနေရလောက်နေပါရှိတဲ့တိုက်တန်ကြီးတစ်ကောင်ဖြစ်တာကြောင့်အင်အားအရဆိုရင်လည်းအခြားတိုက်တန်တွေထက်အစာပေါင်းများစွာသာလွန်နေခဲ့ပါတယ်။ Closer Titan ကြီးက Aryan ရဲ့အထက် Titan ကိုတော့ Maria တတိုင်းရဲ့ထိပ်ရက်ထီရောက်အောင်ကန်နိုင်ခဲ့ပါတယ်။ အကယ်၍ကိုမာတာ closet ထိုက်တန်ရှိနေခဲ့မယ်ဆိုရင်ပောက်ကွဲမှုနဲ့အတူမဖြက်စည်းနိုင်ခဲ့ရင်တောင်မှလိုက်ပြီးတက်နေလို့ရသေးတာကြောင့်တောက်ချင်းရုပ်လိုကောင်းတဲ့ထိုက်တန်တစ်ကောင်လည်းဖြစ်ပါတယ်။ဒါပေမဲ့ closet titan ရဲ့အတိတ်ကအာနယ်ချက်တွေကအာမာနဲ့လင်မြန်မှုလိုဖြစ်တာကြောင့်တောက်ချင်းရုပ်လိုရတဲ့နေရာမှာလည်းအကန့်အသတ်နဲ့ပဲရပါလိမ့်မယ်။ဝန်တာစရာနောက်ထပ်တစ်ခုကတော့ closer titan မှာနောက်ထပ်စွမ်းရည်တစ်ခုရှိနေသေးပြီးအဲစွမ်းရည်ကတော့အခြားဘဲ titan နဲ့မှမတူညီပါဘူး Titan တိုင်းကသူတို့ရဲ့ခန္ဓာကိုယ်ကနေရေနွေးငွေ့တွေကိုထုတ်လွှတ်နိုင်ပြီး Closet Titan ကတော့သူ့ရဲ့ခန္ဓာကိုယ်ကနေထွက်ပေါ်လာတဲ့ရေနွေးငွေ့တွေကိုထိန်းချုပ်အသုပ်ပြုနိုင်စွမ်းရှိပါတယ်။ Closet Titan စီကနေထုတ်လွှတ်လိုက်တဲ့ရေနွေးငွေ့တွေကအရင်ပူပြီးအရင်ပြင်းထန်မှုရှိတာပါ။ဒီလိုရေနွေးငွေ့တွေကိုထုတ်လွှတ်နိုင်ဖို့အဓိကပေးဆက်ရတဲ့အရာကတော့ Closet Titan ရဲ့ချွတ်သားတွေပဲဖြစ်ပါတယ်။ Closet Titan ကသူ့ရဲ့ချွတ်သားတွေကိုလောင်ကျွမ်းစေခြင်းအပြင်ရေနွေးငွေ့တွေကိုထုတ်လွှတ်တာမျိုးဖြစ်ပါတယ်။ ကျွတ်သားရဲ့အပူချိန်ရဲ့လောက်ကျွမ်းမှုတွေကိုပေါင်းစပ်ပြီးမှပမာဏများပြီးတက်ခိုက်နိုင်တဲ့ရင်နွေးငွေတွေကိုရရှိလာမျိုးဖြစ်ပါတယ်။ရင်နွေးငွေတွေကိုအချိန်ကြာကြာထုတ်ချိန်ရင်တော့ပြည့်စရတဲ့ကျွတ်သားပမာဏကလည်းတော်တော်လေးများပြားနိုင်ပါတယ်။ Crossword Titan C ကနေထွက်ပေါ်လာတဲ့ရင်နွေးငွေအနည်းငယ်လောက်ကတောင်လူတွေရဲ့အသက်ကိုနှုတ်ယူနိုင်တာကြောင့်အများကြီးအတုပြုစရာမလိုအပ်ပါဘူး။ Crossword Titan ကအရန်ကြီးမားတဲ့ Titan တစ်ကောင်ဖြစ်တာကြောင့်စက္ကန့်တူအနေနဲ့တစ်နေ့ကိုတစ်ချိန်သာအတုပြုနိုင်စွမ်းရှိပါတယ်။ ဒီနေ့ဗီဒီယိုရဲ့နံပါတ်၄နေရာမှာရောက်ရှိနေခဲ့တဲ့ Titan ကတော့ Closer Titan ဖြစ်ပြီးနံပါတ်၄နေရာမှာတော့ Fountain Titan ကိုထားထားခြင်းပါတယ်။ဘလို့ပဲဖြစ်ဖြစ် Fountain Titan ကနံပါတ်၁နေရာမှာရှိကိုရှိနေရမယ် Titan တစ်ကောင်ပဲဖြစ်ပါတယ်။အခုကနေစပြီး Attack on Titan ရဲ့ Zealand တော်ရုပ်ဖြစ်တဲ့ Fountain Titan အကြောင်းကိုရှင်းပြပေးပါမယ်။ Fountain Titan ကိုလွန်ခဲ့တဲ့နှစ်ပေါင်း၂000လောက်တုန်းကစတင်ပြီးဖန်တီးခဲ့ပါတယ်။ Shamira ရဲ့ရွာကို Arians တွေကတူးကျော်တိုက်ခတ်ခဲ့ပြီး Shari ကိုပါဖျက်ခဲ့တာကြောင့်ဘာစကားမှမပြောနိုင်ခဲ့ကြပါဘူး။ အဲဒီရန်တွေကရွာမှာရှိတဲ့လူတွေတဲကမှတယောက်ကိုကျွံအပ်ဖြစ်ရွေးချယ်ခဲ့ပြီးလူတိုင်းကရှမီယာကိုသာလက်ညှိုးထိုးခဲ့ကြပါတယ်ရှမီရာကိုအရီယန်တွေကအမဲလိုက်လို့ရတဲ့တားကောင်တစ်ကောင်အနေနဲ့အတုံးပြုခဲ့ပြီးအပြစ်မရှိတဲ့ရှမီရာကတော့အမဲလိုက်ခြင်းကနေလွတ်အောင်ထွက်ပြေးခဲ့ရပါတယ်။မြားရီလန်တွေနဲ့ပြစ်ခတ်တာကြောင့်ရှမီရာကသစ်ပင်ကြီးတပင်အောက်ကိုဝင်ရောက်ပုန်းခိုခဲ့ပါတယ်။ရှမီရာတယောက်ချေချော်ပြီးသစ်ပင်အောက်မှာရှိတဲ့လှိုင်းကူတစ်ခုတည်းကိုပြုတ်ကျသွားခဲ့ပါတယ်။အဲလှိုင်းကူထဲမှာရေရည်နဲ့ပြင်းနေခဲ့ပြီးကြောရိုးပုံစံရှိတဲ့ခရီးချတစ်ကောင်ကရှမီရာနဲ့အတူပေါင်းဆက်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင်အဲ့ဒီတရဝါကဗန်နော်နဲ့စင်တူပြီးလူသားတယောက်ယောက်ရဲ့အထောက်အပံ့ကိုရှာဖွေနေတာမျိုးလည်းဖြစ်ပါတယ်။အဲ့နောက်ပိုင်းမှာတော့ရမေရာကပထမဆုံးထိုက်တန်တကောင်ဖြစ်လာခဲ့ပြီးအေဒီယန်တွေကိုဖြည့်ဆင်းနိုင်ခဲ့ပေမဲ့ဘရင်စီမှာပဲကျွန်းတယောက်လိုနေထိုင်ခဲ့ပါတယ်။ကျွန်းတယောက်ဖြစ်နေတာကြောင့်ရမေရာကစစ်ပွဲတွေကိုနိုင်အောင်တိုက်ခိုက်ပေးရပြီးတံတားတွေကိုလည်းတိစောက်ပေးခဲ့ရပါတယ်။ရှမီရာကိုဘရင်ဖရန့်စ်ကလက်ထက်ထင်းများခြင်းမရှိဘဲကလေး၃ယောက်ကိုမွေးဖွားခိုင်းခဲ့ပါတယ်။အဲ့ကလေး၃ယောက်ကတော့တတိုင်းနာမည်ဖြစ်ကြတဲ့မယ်ရီယာ၊ရိုးစ်နဲ့ရှီနာတို့ပဲဖြစ်ပါတယ်။ ။ဘယင်ဖရန်စီမှာရှမီရာတယောက်73နှစ်ကျော်ခံပြီးသွားတဲ့အချိန်မှာလှုပ်ကြံမှုတစ်ခုချောင်းပဲပြေဆုံးသွားခဲ့ပါတယ်။လှုပ်ကြံမှုကဗရှင်ကိုလှန်နဲ့လှုပ်ကြံခဲ့တာမျိုးဖြစ်ပြီးရှမီရာကဗရှင်ကိုကယ်တင်ဖို့ချားဝင်ခံသွားခဲ့တာပါ။ဗရှင်ကရမီရာမရှိတော့တဲ့အချိန်မှာသူ့ရဲ့အာဏာတွေကိုဆုံးရှုံးရမှာဆိုတာနဲ့ရမီရာရဲ့အသားတွေကိုတမီး၃ယောက်ကိုပြန်စားခံခဲ့ပါတယ်။ရမီရာကသေဆုံးသွားတာတောင်မှအေဂျင့်စွာအနာယူခွင့်မရဘဲဒမန်ရှင်တစ်ခုစီကိုပို့ဆောင်ခံခဲ့ရပါတယ်။ဒီဒမန်ရှင်မှာဆိုရင်ရမီရာနဲ့အတူသူ့စီကနေမှတစ်ဆင့်ဖြစ်ပေါ်လာတဲ့ထိုက်တန်တိုင်းကတွဲဆုံနိုင်စွမ်းရှိပါတယ်။ ရမီရာကသူတင်ဆုံးပြီးသွားတာတော့ဘယင်းစီမှာဆက်လက်အမှုထမ်းဆောင်နေခဲ့ပြီးသူ့ရဲ့စွားတွေကိုခွဲချမ်းကထိုက်တန်ကိုးကောက်ဖြစ်အောင်ဖန်တီးပေးခဲ့ပါတယ်။၁၉ရာစုအရောက်မှာတော့ဘယင်း Carfrance က Founding Titan ရဲ့အစွမ်းကိုရရှိခဲ့ပြီး Parity ဂျွန်းကိုတည်ဆောက်ခဲ့ပါတယ်။ Parity ဂျွန်းပေါ်မှာပဲ Closer Titan တွေကိုအတုံးပြုပြီး Maria, Rose နဲ့ Shina လို့ခေါ်တဲ့တိုင်းကြီးသုံးခုကိုတည်ဆောက်ခဲ့ပါတယ်။ဘယင်း Carfrance က Founding Titan ရဲ့စွားကိုအတုံးပြုပြီး Area မျိုးနဲ့စုဝင်ဒိုင်းရမှတ်ညံတွေကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ အဲနောက်မှာတော့အလုံးတိကျတဲ့ Titan စစ်ပွဲကြီးဖြစ်ပွားခဲ့ပြီးဘရင် Carface ကဒီစစ်ပွဲမှာ Founding Titan ရဲ့စွာတွေကိုထုတ်မတုံခဲ့ပါဘူး။ Founding Titan ကို KSSL ကတော်ဝင်မိသားစုတွေကပြောင်းလဲထိန်းသိမ်းလာခဲ့ပြီးနောက်ဆုံးမှာတော့ Risk မိသားစုစီမှာရောက်ရှိနေခဲ့ပါတယ်။ Founding Titan ရဲ့ availability တွေကိုပြောမယ်ဆိုရင်အခုရှိနေတဲ့ Run Time ရဲ့နှစ်ဆဖြစ်သွားပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်ကနောက်တစ်နေ့ကြာလို့ရှိရင် Founding Titan ရဲ့တည်တဲ့ video တစ်ခုကိုပြုလုပ်ပေးဖို့စီစဉ်ထားပါတယ်။ ပထမဆုံး availability ကတော့အတန်တိုးသည့်ဖြစ်စေအတန်ကျယ်သည့်ဖြစ်စေ founding titan ရဲ့ availability ရှိတဲ့စက္ကန့်သူဟာအတန်အားဖြင့် titan တွေကိုပြောင်းလဲဖန်တီးနိုင်စွမ်းရှိပါတယ်။ founding titan က titan တွေကိုဖန်တီးတဲ့ဆိုတဲ့နေရာမှာအဲ့ titan ရဲ့အရွယ်အစားနဲ့ပုံစံကိုပါသတ်မှတ်ပေးနိုင်စွမ်းရှိပါတယ်။ဒါကြောင့်လဲ Aaron က Crossword Titan တွေအများကြီးကိုဖန်တီးနိုင်ခဲ့တာပါ။ Beijing Conference ကိုရိုင်းကလည်း founding titan ရဲ့စွမ်းအားကိုအသုံးပြုပြီးတိုင်းတွေကိုဖန်တီးသွားခဲ့ပါတယ်။ဒီစွမ်းရည်က Sigma လဲပါရှိနေတဲ့ဆိုပေမဲ့ Brother တို့တည်တဲ့အတိုင်းပိုပြီး powerful ဖြစ်လွန်ပါလေ။ ဒါအပြင်ဖောင်နဲထိုက်တန်ကဇီကလိုမျိုးထိုက်တန်တွေကိုထိ ंछ ွနိုင်တဲ့ဆိုတာမျိုးထပ်ပို့တဲ့အမိတ်ပေးနိုင်တဲ့သဘောမျိုးကိုတည်ရောက်ပါတယ်။ဖောင်နဲထိုက်တန်ကရမီရာရဲ့မျိုးဆက်တွေစီကအမှန်ညာတွေကိုပြောင်းလဲပြင်နိုင်စွမ်းရှိပါတယ်။ဒီစွမ်းရည်တွေကိုတော့ Frida Reese က Historia ရဲ့မှတ်ညာတွေကိုဖျောက်ဖျက်ပြင်နိုင်ခဲ့တာကိုကြည့်ရင်နားလည်နိုင်ပါတယ်။ဘယင် Conference ကလည်း Paradis ကျွန်းပေါ်မှာနေထိုင်တဲ့ Arian တွေအားလုံးရဲ့မှတ်ညာကိုဖျောက်ဖျက်ပြင်နိုင်ခဲ့ပါတယ်။ဒီလိုမှတ်ညာပြောင်းလဲမှုကိုအင်မြူးနိုင်တဲ့မျိုးနွယ်စုကိုတော့ Akhaman တွေလို့ခေါ်ဆိုကြပါတယ်။ အခမ်းမန်တွေကရမီရာရဲ့မျိုးနွယ်စုဝင်တွေလည်းဖောက်ကြသလို Founding Titan ကအခမ်းမန်တွေကိုလည်းမထိန်းချုပ်နိုင်ခဲ့ပါဘူး။ Founding Titan ကိုရရှိထားတဲ့စက်ခံသူကရမီရာရဲ့မျိုးဆက်တွေအကုန်လုံးကိုဆက်သွယ်နိုင်စွမ်းရှိပါတယ်။ဒါအပြင်အတိတ်အနာဂတ်နဲ့ပြစ်ဆုံးပံတွေကိုလည်းလွယ်လွယ်ကူကူသွားရောက်ပြုပြင်နိုင်စွမ်းရှိနေခဲ့ပါတယ်။အချိန်ကိုထိန်းချုပ်ပြီး Advance တွေကိုပြုပြင်နေတာမျိုးဆိုပေမဲ့ Timeline ကတော့ပျက်စီးသွားခြင်းရှိမနေခဲ့ပါဘူး။ Founding Titan အသုံးပြုတဲ့အချိန်ထိန်းချုပ်မှုက Loki TV Show တွေက TVA ရဲ့ system နဲ့အနေငယ်စစ်တူမှုရှိပါတယ်။ အတိတ်မှာဖြစ်ခဲ့ပြက်ခဲ့တဲ့ events တွေကို founding titan ရဲ့ availability နဲ့တွားရောက်ပြုပြင်ပြီးလက်ရှိ timeline ကိုပြန်လည်နိုင်စွမ်းရှိပါတယ်။ founding titan ရဲ့စွမ်းရည်တွေကိုကိုကအပြည့်အဝအသုံးပြုတင်တယ်ဆိုရင်တော့တော်ဝင်သွေးဖြစ်ဖို့လိုအပ်ပါတယ်။တော်ဝင်သွေးမဟုတ်တဲ့ Aaron ကတော့ founding titan ရဲ့ availability တွေကိုအပြည့်အဝအသုံးမပြုနိုင်ခဲ့ပါဘူး။ကဲဒါတွေကတော့ကျွန်တော်အချိန်တော်တော်လေးယူခဲ့ရတဲ့ titan ကိုးကောင်ရဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်တစ်ကြလို့ရှိရင်လည်း Attack on Titan တဲ့ကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစီးတင်ပြပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။